ဒါမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးစီးရေးပိရိခါတွေကိုဖြည့်ရှင်ပေးနိုင်တယ်လို့ပြည်ထောင်စုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကရာဥခင်ကြီးက2025ခုနှစ်စက်တင်ဘာ28ရက်မှာပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲက နိုင်ငံရေးစီးရေးပိရိခါတွေကိုဖြည့်ရှင်ပေးနိုင်ပေမဲ့လည်း66ပွားယောဂအားပျောက်တဲ့ဈေးမဟုတ်ကြောင်းလုံးဝငြိမ်းချမ်းသွားမယ်ဆိုတာမျိုးကတော့လူနဲ့ဆိုင်တဲ့ကိစ္စလို့နိုင်ငံရေးလေးလာတုံးသက်သူတွေကထောက်ပြချပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့စီးရေးပိရိခါတွေကိုကင်တွယ်ဖြည့်ရှင်နိုင်မဲ့နီလန် USDP ပါတီမှရှိတယ်လို့ USDP ပါတီဥက္ကရာဥခင်ကြီးကပြောပါတယ်။ကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့တွေးခေါ်ကြတော့အကြံဖက်မှုပြိပက္ခတွေကြားမှာလူသားအလုံးရဲ့အနာဂတ်တွေမျှော်မှန်းချက်တွေကြောက်လန့်တုန်လှုပ်မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာ အဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လိုရည်တွေကျွန်တော်အခိုင်အမာယူဆပါတယ် မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲအားမပြပြအောင်ဖျက်မဲ့ဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲမှာပါဝင်ပူးပေါင်းသူတွေကိုအရေးယူမီဖြစ်ကြောင်းလက်နက်ကိုင်တချို့ PDF, MUG, CRPA, NUCC တို့ကထုတ်ပြန်ထားပါဗျ။အဲဒါကြောင့်ရွေးကောက်ပွဲဟာပြည်ရင်းနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခတွေကိုအဆုံးသတ်မှုမဖြစ်ပဲပဋိပက္ခအသစ်တစ်ခုထပ်မံပေါ်ပေါက်လာမှာကိုပြည်ရင်းပြည်ပကစိုးရိမ်နေကြပါဗျ။ရွေးကောက်ပွဲဟာလိုအပ်ချက်ဖြစ်ပေမဲ့လည်း96ပါးရောဂါအပြောက်တဲ့စေမဟုတ်ကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌဒေါက်တာညိုညိုတင်းကချင်း န်နိုင်သတင်းဌာနကိုပြောပါရယ်။အာရွေးကောက်ပွဲဟာနိုင်ငံရေးလိုအပ်ချက်ဖြစ်ပေမဲ့နိုင်ငံရေးကိုစည်ရေးပဋိပက္ခကိုအားလုံးပေါ့မြန်မာပြည်မှာရှိတဲ့ပြဿနာတွေအလုံးစုံကိုဖြေရှင်းပေးနိုင်မဲ့66ပါးယောဂကိုပြောက်ကဲစီးတော့မဟုတ်ဘူး။ဘာကောင်းလာမလဲဆိုတော့စနစ်နဲ့အုပ်ချုပ်တဲ့ပြည်မလေးပေါ်လာမယ်။အာဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ကောင်စုကိုဦးတည်တဲ့နှောက်ရှိဖွင့်ပြီးတော့အခြေခံဥပဒေပါပါတဲ့နိုင်ငံသားအခွင့်အရေးကိုအာမခံနိုင်တဲ့ ိုးရရတော့ပေါ်လာမယ်။ခုကတက်မတော်အစိုးရကာလဖြစ်တဲ့အတွက်ကြောင့်မလို့2008ပြည်သူ့ထိခိုက်ဝေးမှာရှိတဲ့နိုင်ငံသားအခွင့်အရေးတွေကိုတောင်မှထိမ့်သိမ်းထားခံရတဲ့ကန့်သက်ထားခံရတဲ့အခြေအနေဖြစ်နေတယ်လေ။ဒီကောက်ပေါ်ရာတိုင်းပြည်ရဲ့လိုအပ်ချက်တချို့ကိုဖြစ်ပြီးပေးနိုင်တယ်။ဒီစည်းရေးကလည်းအကျိုးစီးပွားပတ်သက်နေတဲ့အုပ်စုတွေကမြန်မာနိုင်ငံမှာရန်ကြီးထွားနေတယ်။အုပ်စုအသီးသီးကသူတို့ရဲ့အကျိုးစီးပွားကိုယ်ပိုင်အကျိုးစီးပွားတွေကို short term မှသာသိရင်မြန်မာနိုင်ငံမှာရှိတဲ့ဖြည့်အချင်းတွေရောပါတော့မှာပေါ်ပေါက်လာမဲ့အစိုးရကလည်းလက်စားချေရေးကိုအုံမတည်ပဲနဲ့နိုင်ငံရဲ့အမျိုးသားပြန်လည်စစ်မြေရေးကိုဥပဒေနဲ့ဆိုရင်တော့စီးရေးပဋိပက္ခတွေအနေနဲ့အများရှော့ချသွားနိုင်ပြီလေရွှေကောက်ဘွဲကနိုင်ငံရေးနဲ့စီးရေးပဋိပက္ခတွေကိုဖြည့်ရှင်းပေးနိုင်တာကအမှန်ဖြစ်ပြီးလုံးဝငြင်းညံ့သွားမယ်ဆိုတာမျိုးကတော့လူနဲ့ဆိုင်တဲ့ကိစ္စလို့ USDP ပါတီမှဗဟိုအလုပ်အမှုဆောင်ဦးလာသိန်းကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။ ဘူးဘူးဘွယ်ဟာနိုင်ငံရေးနဲ့စီးပွားရေးကိုဖြည့်ဆင်းပေးနိုင်တယ်လို့မှတ်မိလေ။ဒါအမြင်ပြောရမယ်ဆိုရင်တော့ယူရိုဘွယ်ကိုဖြစ်သိခြင်းနဲ့ဒီလူရဲ့ဌာနအဖြစ်သိခြင်းနဲ့တောင်းကျမ်းသူတွေရဲ့ဌာနနှစ်ခုကြားထဲမှာရှိတဲ့ပြိပကလွန်ဆွဲရမှာတော့အချို့နေရာတွေမှာပြစ်ခံအောင်ပြစ်ခံပါလိမ့်။နားမလည်သေးတဲ့လူတွေအားလုံးမှာပြစ်ခံပြစ်ခံမှာပေါ့။ဒါတွေကတော့အစိုးရလည်းနိုင်ငံရေးပါတီတွေအားလုံးကိုသူစိတ်ကြမ်းတကြမ်းနဲ့စိတ်ခေါ်ပြီးတော့မှဒီကောပေါ်မှာပေါင်းရှိတဲ့ငင်းနေတာပဲတော်တော်လေးလုံးဝအုံတုံးငင်းချမ်းသွားမယ်ဆိုတာမျိုးကတော့ ဖြစ်ခြင်းလည်းဖြစ်လာနိုင်တယ်မဖြစ်ခြင်းလည်းမဖြစ်နိုင်ဘူးပေါ့လူနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့ကြောင့်အင်ယူဒါစိတ်တွေနဲ့သာမတာပြီးတော့ဆွဲကင်ရတဲ့လူတွေအဆွဲရောက်တဲ့လူများနေမှာလေအဲ့ဒီကလေးနည်းနည်းတံမှာပေါ့ကိုယ်လည်းလူချင်းလို့ရှိရင်ကိုယ်လည်းပြောစုခွင့်ရရှိတတိပုဂ္ဂိုလ်ကဝန်ခံပြီးနိုင်တဲ့ခါကျဆက်တော်ထဲမှာပြောလို့ရတာပေါ့ မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလမှာကိုယ်စားလှယ်လောင်း4963ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းအမည်စရင်တင်သွင်းလာတယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ်စက်တင်ဘာ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဆိုပါဝင်ရောက်ရှင်ပြိုင်ကြမဲ့ပါတီတွေအနက်ပြည်တော်စုစံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်1018ဦးတိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီမှာကိုယ်စားလှယ်664ဦးပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်600 52ဦးမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်428ဦးရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှကိုယ်စားလှယ်984ဦးပြည်သူ့ပါတီမှကိုယ်စားလှယ်912ဦးတို့အသီးသီးဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်